ခင်ဗျာတွေ့ဆုံမင်းမြန်ငန်းစီစဉ်မှကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့တွေ့ဆုံမင်းမြန်မဲ့အကြောင်းအရာကတော့ပြီးခဲ့တဲ့ဒီဇွန်25ရက်နေ့ကလွတ်တော်အတွင်းမှာမဲခွဲခဲ့တဲ့အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆွေးနွေးမှာတော့ကျွန်တော်တရားလွတ်တော်ရှင်းနေဥကိုနီကိုဖိတ်ခေါ်တာပါခင်ဗျာအဲ့တော့ဆရာရဲ့ဒီအားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့မဲခွဲမှုတော့လုပ်ခဲ့ကြပြီဒီ25ရက်နေ့ပါပေါ့နော်လုံလောက်တဲ့မဲစန္ဒမရဘူးဒါပေမဲ့ရတအများစုတော့ပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့ ဥပဒေအတွင်းပေါ့နော်ဒီ formal way ကတော့ဒီဟာနဲ့ပတ်သက်တဲ့ဒီကျွန်တော်တို့ခြေဥအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းပေါ့အဲ့ဒါနဲ့ပတ်သက်လို့ဘလို့အခြေအနေရောက်သွားပြီလဲနောက်တစ်ခုကတော့ဒီဟာနဲ့ဆက်ဆက်ပြီးတော့ဘာများဆက်လုပ်နိုင်စရာရှိသေးလဲဆိုတာလေးကိုဆရာဥပဒေအများနဲ့ပထမဆုံးရှင်းပြပေးပါလားဆရာကြီးအဲပထမအဦးဆုံးကျွန်တော်ပြောချင်တဲ့အချက်ကတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ဒီလွှတ်တော်မှာအချိန်တော်တော်များများယူပြီးစူးစမ်းခဲ့ပြီမဲ့နောက်ဆုံးကျွန်တော်တို့ဒီ 25ရက်နေ့ကဆုံးဖြတ်ချက်ချတဲ့အခါမှာအယတ်သားလွတ်တော်အမတ်63ရာခိုင်နှုန်းလောက်ကထောက်ခံနာတောင်မှပြင်ဆင်ခွင့်မရဘဲနဲ့ကျွန်တော်တို့ရှုံးနေသွားတာကိုတွေ့ရတယ်။ဆိုလိုတာကအဲ့ဒီနေ့ကမဲပေးတာ983ရောက်မှာ388ရောက်ကထောက်ခံတယ်။195ရောက်ကကန့်ကွက်တယ်။အဲ့ဒီ195ရောက်ထဲကတမလို့သားကိုယ်စလေ166ရောက်ကိုနှုတ်လိုက်ရင် န့်ကွက်တဲ့လူက29ရောက်ခွဲရှိတယ်။ရာနှုန်းဖွဲ့ရင်9ရာနှုန်းပဲကန့်ကွက်တဲ့အတိတ်ပဲပဲ။အဲ့ဒီတော့ပြည်သူ93ရာခိုင်နှုန်းလောက်ကပြင်ကျင်တဲ့အနေအထားရှိနေပါလျက်နဲ့ကျွန်တော်တို့ဖွဲ့စည်းပုံကိုမပြင်နိုင်တဲ့အနေအထားဖြစ်သွားတယ်။နောက်တစ်ခုအဲ့ဒီပြင်ဆင်ချက်တွေကိုကြည့်ရင်လည်းတစ်ခုမှအရေးပါတာမရှိဘူးဥပမာတော့ဆန်းစုကြည်သမရဖြစ်ခွင့်နဲ့သက်ဆိုင်နဲ့96ဆလုံးဆိုလည်းပဲတကယ်တကယ်တော့အဲ့ဒီပြင်ဆင်ချက်အောင်မြင်ရင်တောင်တော့ဆန်းစုကြည်သမရဖြစ်ဖို့ မရသေးပါဘူးနောက်တစ်ခါ436ဖွဲ့စည်းပုံချင်းဥတွေပြင်ဆင်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်ကိုပြင်ဖို့ကလည်းအရင်85ရာနှုန်းကျော်ကနေ80ရာနှုန်းကိုပြင်လိုက်တယ်အဲ့တော့80ရာနှုန်းဆိုတော့အရသာလွတ်တော်အမှတ်ကလွတ်တော်မှာ85ရာနှုန်းပဲရှိတယ်အဲ့ဒါကို80ရာနှုန်းကိုချတယ်ဆိုတော့ရာနှုန်းဖွဲ့ရင်အရသာ94ရာနှုန်းထောက်ခံမှပြင်လို့ရတဲ့အတိတ်ပဲဆိုတော့ဒီလိုပြင်ဆင်ချက်မျိုးလဲ ကျွန်တော်တို့ကကောင်းတဲ့ပြင်ဆင်ချက်အတိတ်ပဲရှိတဲ့ပြင်ဆင်ချက်လို့ပြောလို့မရဘူး။နောက်ကမ္ဘာပေါ်မှာလည်းဒီလိုမျိုးတော့ကြီးခက်ခဲအောင်လုပ်ထားတာမျိုးမရှိပါဘူး။အဲ့တော့တော်တော်များများကတော့ဗျာဟိုဒီဖွဲ့စည်းပုံအခြေခံဥပဒေကို436အတိုင်းစူးစမ်းပြီးတော့ပြင်မယ်ဆိုရင်ဖြစ်နိုင်တယ်လို့ထင်ကြတယ်။ကျွန်တော်အမြင်ကတော့ရှင်းတယ်ခင်ဗျာ။စပြီးဒီဥပဒေကိုစစ်တပ်ကရေးကြဲကတစ်ချိန်ချိန်မှာလူတို့ကပြင်ဖို့စူးစမ်းလိုက်မယ်ဆိုတော့သူတို့သိတယ်။အဲ့ဒါလို့လူတို့ကပြင်ဖို့စူးစမ်းတဲ့အခါမှာပြင်မရအောင်ရည်ရွယ်ချက်ရှိရှိပိတ်ခဲ့တာ။ ဆိုလိုတာကတော့ဗီဒီယိုအာဏာကိုသူတို့ကင်ထားတယ်ဒီ25ရာနှုန်းသဘောမတူရဲ့တသက်လုံးပြင်လို့မရအောင်သူတို့ကလှုပ်ထားတာပဲအဲ့တော့တချို့ကမေးတယ်ဒါဆိုရင်နဲ့ဒါမဲ့ရွေးကောက်ပွဲကြီးမှာအလားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ရင်သို့မဟုတ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေပေါင်းပြီးတော့ဖွဲ့စည်းပုံပြင်ဖို့ကြိုးစားရင်မဖြစ်နိုင်ဘူးလားဆိုတဲ့မေးခွန်းကျွန်တော်မေးတယ်အဖြစ်ရရှင်းတယ်ဘယ်တော့မှမဖြစ်နိုင်ဘူးဘာဖြစ်လို့လို့ဆိုဒီတမတ်သား25ရာခိုင်နှုန်းရဲ့ဗီဒီယိုအာနာကိုမပယ်ဖြစ်နိုင်တော့လကော သို့မဟုတ်25ရာနှုန်းလွတ်တော်မှာရှိနေသေးသေး၍၎င်းဒီဖွဲ့စည်းပုံချင်းကဥပဒေပြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒါရည်ရွယ်ချက်ရှိရှိလုပ်ထားတာပေါ့အဲ့တော့ဆရာဆရာဆိုလိုတာဒီကျွန်တော်တို့လက်ရှိ2008ဖွဲ့စည်းပုံတဲရတော့ဝင်ပြီးတော့ကျွန်တော်တို့လွတ်တော်အတွင်းရတယ်ဝင်ပြင်မယ်အဲ့လိုပဲ6ပွင့်နဲ့ဆွေးနွေးပွဲလုပ်မယ်အရင်လက်မှတ်တွေကောက်မယ်အဲ့ဒါနဲ့ပတ်သက်လို့တော့ဘလုံးမှနီလာမရှိတော့ဘူးနော်ဆရာမရှိတော့ဘူးလွတ်တော်အတွင်းကပြင်မယ်ဆိုရင်တော့ကျွန်တော်တို့နီလာကုန်ပြီဗျမရဘူးတနည်းအားဖြင့်ကျွန်တော်တို့ကဒီလိုလွတ်တော်အတွင်းကပြင်နေဆိုတဲ့စကားတက် ဖွဲ့စည်းပုံအခြေရဥပဒေမှာပြဋ္ဌာန်းသတ်မှတ်ထားတဲ့နီလာအတိုင်းပြင်မယ်ဆိုရင်မရတော့ဘူးအဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုသုံးရင်တော့ formal way လို့သုံးတယ်ပေါ့ဗျာသတ်မှတ်ထားတဲ့နီလာအတိုင်းပြင်ဖို့စူးစမ်းသရွေ့ရတော့အောင်မြင်မှုလာမရှိပါဘူးအဲ့ဒါဆိုလို့ရှိရင်ရောဆရာတခြားဥပဒေအရာပေါ့နော်ဒီလူလူလူသားမနေနားလည်နိုင်အောင်ဘလို့တခြားနီလာများရှိပါသေးလဲပေါ့ဥပဒေเจ้าရဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်နေဆိုတဲ့နေရာမှာလူအများနားလည်တာကတော့ ဒီဖွဲ့စည်းပုံအခြေအရဥပဒေမှာပြဋ္ဌာန်းထားတဲ့ဖော်ပြထားတဲ့ပြင်ဆင်တဲ့နည်းလမ်းကိုပဲဒါကျွန်တော်တို့လူအများစုကနားလည်တယ်ပေါ့လေသို့တော်လည်းကျွန်တော်တို့ရဲ့ဒီဖွဲ့စည်းပုံအခြေအရဥပဒေဆိုင်ရာပညာရနယ်ပယ်မှာကြတော့သူကပြင်ဆင်ခြင်းနဲ့ပတ်သက်တဲ့အခြေခံနည်းလမ်းနှစ်ရပ်ကိုပြဋ္ဌာန်းထားတယ်ဖွဲ့စည်းပုံအခြေအရဥပဒေကိုပြင်ဆင်တာဖြစ်စေတနည်းနည်းပြုပြင်ပြောင်းလဲတာပဲဖြစ်စေသူကနည်းလမ်းနှစ်သွဲရှိတယ်ခင်ဗျာအဲ့ဒါကိုသူတို့အင်္ဂလိပ်လိုတော့ formal way သူကတတ်မှတ်ထားတဲ့ပုံစံအတိုင်းပြင်ဆင်တဲ့နည်းလမ်းနဲ့ informal way သတ်မှတ်ထားတဲ့ပုံစံရဲ့အပြင်ကိုထွက်ပြီးပြင်တဲ့နီလန်းဆိုပြီးတော့သူကနီလန်းနှစ်ခုပေးထားတယ်။ဥပမာနဲ့ရှင်းရရင်ညာအခုကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေအဥပဒေကိုသတ်မှတ်နီလန်းအတိုင်းပြင်မယ်ဆိုရင်436ကိုသုံးပြီးပြင်ရမယ်။အဲ့တော့436ကိုသုံးပြီးပြင်မယ်ဆိုရင်ကျွန်တော်တို့စောစောကဂျုံခဲ့ရတဲ့အတိုင်းပဲတမတော်ကဗီဒီယိုအာနာယူထားတဲ့အတွက်တမတော်သဘောမတူရင်တစ်သက်လုံးပြင်လို့မရဘူး။ဒါကသတ်မှတ်ထားတဲ့နီလန်းအတိုင်းပြင်တာပေါ့။ တကယ်လို့အဲ့ဒီလိုသတ်မှတ်ထားတဲ့နီလန်အတိုင်းပြင်လို့မအောင်မြင်မှုဆိုရင်အခုကျွန်တော်တို့ကြုံခဲ့သလိုပေါ့ဗျာအခုမအောင်မြင်မှုကျွန်တော်တို့ရှုံးသွားပြီဒါလို့ဆိုရင်နောက်နီလန်တစ်ခုက informal way လို့သူတို့သုံးတယ်ဗျ informal way ကိုဘာသာပြန်တဲ့အခါတော့သူကသတ်မှတ်ထားတဲ့ပုံစံအတိုင်းသတ်မှတ်ထားတဲ့နီလန်အတိုင်းမဟုတ်ဘဲဖွဲ့စည်းပုံအခြေအနေဥပဒေကိုပြောင်းတာပေါ့အဲ့တော့ဒီမှာမေးစရာမေးခွန်းတစ်ခုကသတ်မှတ်ထားတဲ့နီလန်အတိုင်းမဟုတ်ဘဲပြောင်းနေဆိုတော့ဗယံမာရာပြောင်းမလားစူပူတောင်းကြတဲ့နေ့တွေနဲ့ပြောင်းမလားဆိုတဲ့မေးခွန်းတွေပေါ်တတ်ပါတယ်တကယ်တကယ်တော့အဲ့ဒါမဟုတ်ဘူး ဒါလေတရားဥပဒေဆိုင်ရာလမ်းကြောင်းတစ်ခုပဲ။ဘောင်မဝင်ဘူးလို့လည်းပြောလို့မရဘူး။စုပူတောင်းကျမ်းတဲ့နည်းနဲ့လည်းမပတ်သက်ဘူး။တချို့ကဒီလိုပြောတယ်ဗျ။ဒီ formal way ကိုဥပဒေကြောင်းဆိုင်ရာနီးလန်းလို့သုံးပြီးတော့ informal way ကြတော့နိုင်ငံရေးဆိုင်ရာနီးလန်းတဲ့ပြောင်းတယ်လို့လည်းပြောကြတယ်။အဲ့တော့ဘယ်လိုပဲပြောပြောကျွန်တော်အယူအဆအရာကတော့ပုံစံတကျသတ်မှတ်ထားတဲ့နီးလန်းတိုင်းပြောင်းမရရင်ပုံစံအပြင်ကိုထွက်ပြီးပြောင်းဖို့နီးလန်းနေကြံသေးတယ်။ ကျွန်တော်တို့ပြည်သူလူထုကဒီလင်းသားနေကိုရွေးပြီးတော့မှကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့လိုတယ်အဲ့တော့ပုံစံအပြင်ထွက်ပြီးတော့ပြောင်းနေဆိုတဲ့ဟာကိုကျွန်တော်တို့ဥပမာလေးတွေနဲ့ပေးပြီးပြောရမယ်ဆိုရင်အဲကျွန်တော်တို့ပြောလို့ရပါတယ်ဥပမာဆိုကြပါစို့လွတ်တော်ကိုပဲတုံးပြီးတော့ပြောင်းမယ်ပုံစံအပြင်ထွက်ပြီးတော့ပြောင်းမယ်အဲ့တော့ဒါလေးကိုရှင်းအောင်ဥပမာပြောရရင်ဆိုကြပါစို့ဗျာလာမယ့်2015ရွေးကောက်ပွဲအပြီးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့အများစုရတယ်ဆိုကြပါစို့ဗျာသို့မဟုတ်ရင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းရင်းသားပါတီမဟာမိတ်တွေပေါင်းပြီးတော့လွှတ်တော်ရဲ့အများစုနေရာကိုပြည်တော်စုလွှတ်တော်ရဲ့အများစုနေရာရတယ်ဆိုကြပါစို့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီလွှတ်တော်မှာဖွဲ့စည်းပုံအခြေအနေဥပဒေကိုပြင်ပေးပါဆိုတဲ့ပြင်ဆင်ရေးမူကြမ်းကိုမတင်တော့အခုလုတ်ခဲ့ပြီးပြီမအောင်မြင်ဘူးသူကပုံစံပြောင်းပြီးတော့ပြင်ဆင်ရေးမူကြမ်းအစအဆိုတင်မယ်အရေးကြီးအဆိုဒီ2008ဖွဲ့စည်းပုံအခြေအနေဥပဒေဒီမိုကရေစီစံနှုန်းနေနဲ့မညီဘူးပြည်သူလူထုရဲ့အခွင့်အရေးကိုအကာအကွယ်မပေးနိုင်ဘူး 2008ဖွဲ့စည်းပုံနဲ့ဒီမိုကရေစီနိုင်ငံတော်ဘယ်တော့မှတည်ဆောက်လို့မရနိုင်ဘူး2008ဖွဲ့စည်းပုံဟာနိုင်ငံသားတွေကိုနိုင်ငံတော်အာဏာကိုအနှင်းထားတဲ့ဖွဲ့စည်းပုံမဟုတ်ဘူးဆွဲဆိုပေါ့ဗျာအကြောင်းပြချက်တွေအများကြီးပြပြီးတော့မှဒီဖွဲ့စည်းပုံကိုပြုပြင်ပြောင်းလဲဖို့လိုတယ်အသက်ရေးဆွဲဖို့လိုတယ်ဒါကြောင့်မို့လို့ဒီပြည်တော်စုလွတ်တော်ကနေပြီးတော့ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက်ဖွဲ့စည်းပုံအခြေအဥပဒေအသက်တရရေးဆွဲပြီးတော့မှလက်ရှိဖွဲ့စည်းပုံနေရာမှာအစားထိုးပြီးတိုက်ပြီးပြုပြင်ပြောင်းလဲရေးလုပ်ဖို့အရေးကြီးအဆိုတင်ပါတယ်လို့ အစုအဖွဲ့တစ်ခုကအစိုးတင်လိုက်ရင်သူကဒီအစိုးကြတော့ကျွန်တော်တို့ကလွတ်တော်မှာတင်တဲ့အစိုးအလုံးက51ရာနှုန်းနဲ့မခွဲဆုံးဖြတ်လို့ရတယ်အဲ့တော့ဒီအစိုးအပေါ်မှာဆွေးနွေးပြီးတော့လွတ်တော်အမှအများစုက51ရာနှုန်းကျော်ကဟာဒီအစိုးအမှန်နဲ့ထောက်ခံတယ်လို့အတည်ပြုလိုက်ရင်ဒီဆုံးဖြတ်ချက်ဟာဥပဒေရစီးနှောင်အားရှိတဲ့ဆုံးဖြတ်ချက်ဖြစ်လာပြီတနည်းအားဖြင့်ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပြီဒါလို့ဆိုရင်ပြည်သူရဲ့ဆုံးဖြတ်ချက်ကိုအကောင့်ထဲပေါ်ရတော့မယ်ဒီလွတ်တော်ကြီးကလည်းဒီဆုံးဖြတ်ချက်ကိုနာခံပြီးတော့ ဒီဆုံးဖြတ်ချက်အတိုင်းရှစ်ဆက်လောက်ရမယ်ဟာအကောင့်ကိုထည့်ဖို့ရမယ်အစိုးရအဖွဲ့ကလည်းဒါကိုလိုက်နာရတော့မယ် ပါတီတစ်ခုတည်းအနေနဲ့ဖြစ်ချင်မှဖြစ်မယ်။ဒါကြောင့်တိုင်းရင်းသားတွေမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ကဖြစ်နိုင်စွာ27ရာနှုန်းကျော်စူးစမ်းရမယ်။ coalition ပုံစံမျိုးသွားမှာပေါ့နော်။အဲ့တော့ဒီဟာဒီ dead end ပေါ့လမ်းစုံကြီးတော့မဟုတ်ပါဘူး။ဟုတ်ဟုတ်လမ်းတော့ချက်ပါသေးတယ်။ဟုတ်ကဲ့ခင်ဗျာအခုကျွန်တော်တို့ဥပဒေနီးရဲကျွန်တော်တို့ဆိုတော့နိုင်ငံရေးနီးရဲအဲ့ဒါအပြင်ဒီဟာကြီးကိုဖွဲ့စည်းပုံအခြေခံဥပဒေကိုမတရားလို့လည်းအများစုကလက်ခံတာတယ်။တကယ်လက်တရားတဲ့အချိန်ဒီမှာဆွဲခဲ့တာလည်းမဟုတ်ပါဘူး။နောက်ထပ် တခြားလူမှုနေရရှိသေးလားဗျတကယ်လို့မြေပြောင်းပြောင်းကျင်းတယ်ပြင်ကျင်းတယ်ဆိုရင်ပေါ့နော်အဲ့ဒါလေးလည်းတခြားလည်းပြည့်စွက်ပြောပါဦးရှိတယ်နောက်တစ်ခါလွတ်တော်နီးမှာလဲနောက်တစ်ခုကြံသေးတယ်အခုခုနကဦးတို့ပြောသလိုပေါ့ဗျာပြည်တော်စုလွတ်တော်မှာတကယ်လို့အများစုမရဘူးဆိုရင်တော့အခုကျွန်တော်ပြောတဲ့ပထမနီလန်းဟာအောင်မြင်မှုမရှိဘူးဘာလို့ဆိုအစိုးတင်လဲရှုံတော့မှာဟုတ်အများစုမရရင်အဲ့တော့ပြည်တော်စုလွတ်တော်မှာအများစုမရရင်နောက်ထပ်တနည်းကြံသေးတယ်ကျွန်တော်တို့မှာနောက်ထပ်ပြည်နယ်နဲ့တိုင်းလွတ်တော်14ခုရှိသေးတယ်အဲ့တော့ပြည်နယ်နဲ့တိုင်းလွတ်တော်မှာတချို့ပြည်နယ်တွေမှာ ပြည်သူလူထုဘက်ကပြင်ញင်တဲ့ဘက်ကအများစုရနိုင်တဲ့အနေအထားတွေရှိနိုင်တယ်။အဲ့တော့ပြည်နယ်တဲ့တိုင်း14ခုမှာအပြည်နယ်လွတ်တော်ခုနှစ်ခုအတိုင်းထဲက3ခုလောက်ပေါ့ဗျာ။အဲ့ဒီလွတ်တော်10ခုလောက်မှာဒီအဆိုပဲတင်။တင်ပြီးတော့အဲ့ဒီပြည်နယ်တိုင်းလွတ်တော်တွေကနေပြီးတော့ဟာဟုတ်တယ်ဒီဖွဲ့စည်းပုံအခြေအနေဥပဒေကတော့ဒီမိုကရေစီစံနှုန်းအနေနဲ့မညီဘူး။ဒါကြောင့်မလို့ဒီမိုကရေစီနိုင်ငံသစ်တည်ထောင်နိုင်အောင်ဖွဲ့စည်းပုံအသစ်တစ်ခုရေးဖို့လိုတယ်လို့အဲ့ဒီလွတ်တော်တွေကဆုံးဖြတ်ရင်လေအဲ့ဒါလည်းပဲလွတ်တော်လာကြောင်ကနေပြည်သူ့ဆန္ဒကိုထုတ်ဖော်တဲ့နှီးဖြစ်ပြီးတော့ဒီကနေတစ်ဆင့် အပြောင်းလဲလုပ်လို့လည်းရသေးတယ်။ဟုတ်ပြီ။တကယ်လို့ပေါ့ဗျာအဆုံးအထိပြည်တော်စုလွတ်တော်မှာရောပြည်နယ်တိုင်းလွတ်တော်မှာရောဒီလုံလောက်အောင်ဒီနိုင်ငံရေးအင်အားစုတစ်ခုကဖြစ်စေနိုင်ငံရေးအင်အားစုတွေစုပေါင်းလို့ဖြစ်စေပြင်ဆင် ပြောင်းလဲလိုတဲ့အုပ်စုကအများစုအနေထားမရဘူးဆိုရင်ဒါကဖြစ်နိုင်တယ်။ဒီလိုအခြေအနေမျိုးလဲကြုံရနိုင်တယ်။ဆိုကြပါစို့ဗျာအခုဆိုရင်ကျွန်တော်တို့ကတက်မတော်က25ရာနှုန်းယူထားတဲ့အတွက်တကယ်လို့ပါတီတစ်ခုက26ရာနှုန်းရရင်တက်မတော်နဲ့ အဲ့ဒီ26ရာနှုန်းရတဲ့ပါတီနဲ့ပေါင်းပြီးတော့အစိုးရဖွဲ့လို့ရသွားပြီလွတ်တော်မှာမကျော်တတိရသွားပြီ51ရာကနေရသွားပြီရသွားပြီဒါပေမဲ့သူတို့ပါတီဟာပြည်သူကိုကိုစားပြုသလားမေးမပြုဘူးဘာပြောလို့လဲဆိုတော့ခုန25ရာနှုန်းကပြည်သူလူထုကရွေးကောက်တင်မြောက်တာမဟုတ်ဘူးခန့်ထားတဲ့လူတွေဒါကြောင့်ဒီလိုအနေအထားမျိုးကြုံရင်လွတ်တော်မှာဟာလာအများစုအနေအထားကိုပြည်သူကမရနိုင်တဲ့အနေအထားမျိုးနဲ့ကြုံလာလို့ရှိရင်ကျွန်တော်တို့မှာတခြားနီလန်းရှိသေးတယ်တတိယနီလန်းတစ်ခုလို့ပြောရင်လည်းရပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ပြည်သူစာနာကို ထုတ်ဖော်ရယူတဲ့နီလန်းလို့ကျွန်တော်တို့ကအကြံအမြင်သုံးပါတယ်ဒါခေါင်းစဉ်ကြီးအနေနဲ့ပေါ့အဲ့တော့ပြည်သူဆန္ဒကိုရယူထုတ်ဖော်ရင်ကျွန်တော်တို့ကအဲ့ဒီမှာနီးရနှစ်မျိုး क्वे သွားတယ်ပထမတစ်မျိုးကပြည်လုံးကျဆန္ဒခံယူပွဲကျင်းပတယ်နီးအဲ့တော့ပြည်လုံးကျဆန္ဒခံယူပွဲကဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုကြိုက်သလားမကြိုက်ဘူးလားလာဖွဲ့စည်းပုံအခြေခံဥပဒေအစ်တစ်ခုရေးပြီးတော့အစားထိုးဖို့လိုအပ်တယ်ဆိုတော့ပြည်သူလူထုကလက်ခံသလားလက်မခံဘူးလားဆိုတော့ပြည်လုံးကျဆန္ဒခံယူပွဲကနေထုတ်ဖော်လို့ရတယ်ဒါပေမဲ့ပြည်လုံးကျဆန္ဒခံယူပွဲကအစိုးရအလုပ်ပေးရမယ် ဲ့တော့အစိုးရလှုပ်ပေးရမယ်ဆိုတော့ဒါအစိုးရအပေါ်မှာအတော်လေးမူတည်နေတယ်အစိုးရမလှုပ်ပေးရင်ဒီလမ်းကြောင်းကလည်းအခက်အခဲရှိတယ်အထို့သောလည်းပဲလမ်းဘိတ်တော်မဟုတ်ဘူးအစိုးရကဒါကိုလှုပ်ပေးဖို့အတွက်ပြည်သူလူထုကစာနာထုတ်ဖော်ပွဲတွေအနေနဲ့တဆင့်ဖိအားပေးပြီးတောင်းဆိုလို့ရသေးတယ်ဒါလန်တလန်ပေါ့ဟုတ်ပြီနောက်အစိုးရနဲ့မပတ်သက်တဲ့နီလန်မရှိဘူးလားဆိုတော့ရှိသေးတယ်ဒါလည်းတော်အောက်အောက်ကောင်းနေဒါလည်းတကယ်ဥပဒေဘောင်အတွင်းကနီလန်ပဲအဲ့တော့အစိုးရနဲ့မပတ်သက်တဲ့နီလန်ဆိုရင်အကျန်းအမြင့်ပေါ့နော်ဒါဟို၃ခုလောက်ပြောလို့ရတယ် နောက်ထပ်လည်းအများကြီးရှိနိုင်တယ်ဒါကတော့ပညာရှင်တွေရဲ့အတွေးအခေါ်ပေါ်မှာပဲမူတည်တာပေါ့ဗျာအဲ့တော့အကျန်းအမြင်ပြောရရင်နံပါတ်1ကျွန်တော်တို့ signature campaign လက်မှတ်တွေယူတဲ့နေဒါကျွန်တော်တို့လုပ်ခဲ့ပြီးပြီเนาะအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပွင့်လင်းနဲ့88ပွင့်လင်းနဲ့ပေါင်းပြီးလက်မှတ်9000ကျော်ယူခဲ့တယ်ဒါလည်းနေ့တနည်းပဲဒါပြည်သူ့ဆန္ဒကိုယူလိုက်တာပဲเนาะဒါမျိုးအဲ့တုန်းကတော့အချိန်အကန့်အသတ်နဲ့လုပ်တဲ့အတွက်ကျွန်တော်တို့က9000မှာပဲရက်လိုက်ရတော့တယ်နော်တကယ်လို့ဆက်လုပ်လို့ရှိရင်နောက်ထပ်အများကြီးရလာနိုင်သေးတယ်ဒါက signature campaign ပြည်သူလူထုရဲ့လက်မှတ်ယူတဲ့နေ ဒီနည်းနဲ့လည်းပြည်သူဆန္ဒထုတ်ဖော်လို့ရတယ်။နောက်တနည်းကဒေကောင်တော်တော်လေးထူဆန်းတဲ့နည်းတိတ်ပြီးတော့လဲသူကအဲ့လိုခက်ခက်ခဲခဲမလုပ်ရတဲ့နည်းအဖွဲအစည်းအသီးသီးကနေကြီးညာချက်တွေထုတ်ပြန်တဲ့နည်းဆိုလိုတာကကျွန်တော်တို့မှာနိုင်ငံရေးပါတီတွေရှိတယ်။နောက်တစ်ခါ ethnic group လို့ခေါ်တဲ့တိုင်းရင်းသားအင်အားစုအဖွဲအစည်းတွေရှိတယ်။နောက်တစ်ခါကျွန်တော်တို့ဒီ CSO လူမှုအဖွဲအစည်းတွေရှိတယ်။ နောက်တစ်ခါ professional association ဥမာရှေ့နေများအသင်းတို့ engineer အသင်းဆရာဝန်အသင်းဒီလိုအသင်းတွေအများကြီးရှိတဲ့နိုင်ငံတနိုင်ငံမှာအဲ့ဒီအသင်းတွေကနေပြီးတော့ကြေညာချက်တွေထုတ်တာဒီဖွဲ့စည်းပုံကိုမကြိုက်ဘူးအသစ်တစ်ခုရေးပေးပါအစားထိုးပေးပါအဲ့ဒါလိုအသင်းအဖွဲ့တွေကနေကြေညာချက်တွေထုတ်ပြန်ပြီးတော့မှတောင်းဆိုတဲ့နေဒီလိုနေလဲရှိတယ်နောက်တစ်ခုရှိသေးတယ်အဲ့ဒါကတော့နည်းနည်းလေးတော့ခက်ခဲရှိမယ်သို့တော့လောက်ကြတယ်လောက်လို့လည်းရတယ်လူမှုအစည်းအဝေးကြီးတွေခေါ်ပြီးတော့အဲ့ဒီအစည်းအဝေးကြီးတွေကနေ ဒါကိုဆွေးနွေးပြီးတော့လူလူဆုံးဖြတ်ချက်ကျွန်တော်တို့အရင်ဆိုလောက်တာပဲအဲဒီကျွန်တော်တို့ဟာလာကြိုက်ကဆန်ကွဲမှာခေါ်ပြီးတော့မှာဟာလာလောက်တာပဲပြီးခိုင်ဖြိုးကလည်းလောက်ခဲ့တာပဲအရင်တော့ကကြန့်ခန့်ရေးကလည်းလောက်တာဒီလိုနီးပြည်သူလူထုကိုအသင်းတသင်းအဖွဲ့တဖွဲ့ကနေဖိတ်မယ်ခေါ်ပြီးတော့အဲ့ဒီမှာဆွေးနွေးပြီးတော့အဲ့ဒီမှာလူလူဆုံးဖြတ်ချက်ချမှတ်တဲ့နီးသူဒီလိုနီးနဲ့လည်းသွားလို့ရတယ်အဲ့တော့တကယ်တကယ်လုပ်မယ်ဆိုရင်ခုနလို formal way လို့ခေါ်တဲ့နီလန်တကြတတ်မှတ်ထားတဲ့ပုံစံအတွင်းကနေပြင်လို့မရဘူးဆိုရင် အခြားအဲ့ဒီပုံစံအပြင်ကိုထွက်ပြီးသတ်မှတ်ထားတဲ့နီလန်အတိုင်းမဟုတ်ပဲဥပဒေနဲ့လည်းမဆန့်ကျင်တဲ့နီလန်နဲ့ဘောင်အတွင်းကနေခုနလိုပြုပြင်ပြောင်းလဲလို့ရတဲ့နည်းတွေအများကြီးရှိပါသေးတယ်ရှိပါသေးတယ်ဒါကကျွန်တော်တွေးမိသလောက်ပြောတာပေါ့နော်တခြားတခြားပညာရှင်တွေမှလည်းအယူအဆတွေအများကြီးရှိနေတယ်အများကြီးရှိပါသေးတယ်ဟုတ်ကဲ့ခင်ဗျကျေးဇူးတင်ပါတယ်